မင်္ဂလာပါခင်ဗျာကျွန်တော်အောင်ပြည်သိပ်ပါဆရာမင်းတင်ရေးသားတဲ့မင်းတင်ရဲ့တခိုင် အပိုင်း51ကိုဆက်လက်ပြီးဖတ်ပြပေးပါမယ်ခင်ဗျာနားဆင်ကြည့်ကြအောင်အဲ့ဒီတီကျူမာစီမံကိန်းဟာနောက်ဆုံးတော့အဲ့ဒီအစအဦးရဲ့အမွေဆက်ခံခွင့်ရှိသူဥအောင်မြင်းဆိုတဲ့ပုဂ္ဂိုလ်တယောက်ထင်းနေတော့ညှိနှိုင်းမှုမရခဲ့ဘူးဗျာအားလုံးနဲ့ညှိနှိုင်းနိုင်မှာဆိုတော့အဲ့ဒီစီမံကိန်းကိုနောက်ဆုံးမှကျွန်တော်လက်လျှော့ခဲ့ရပါတယ် ဒါကြောင့်ကိုအောင်နိုင်စီကယူထားတဲ့ငွေကိုတသိန်းစီမံကိန်းကရတဲ့မြေခွက်တွေကြောင်းပြီးပြန်ဆက်ခဲ့ရတယ်။ဟုတ်တယ်လေ။ကိုအောင်နိုင်ထုတ်ပြီးတဲ့ဇယံငွေရဲ့ဘုံမှုချုပ်လုံးမောင်းကောင်းမှုရဲ့ကြောင့်တသိန်းစီမံကိန်းမှာကျွန်တော်အလုပ်ပြန်လုပ်ခွင့်ရခဲ့တာကိုကိုအောင်နိုင်တို့တီကျူးမစီမံကိန်းကိုကျူးပန်းပေးနေတော့မှာပဲဘုံမှုချုပ်လုံးမောင်းကကျွန်တော်ကိုအခေါ်တော်ရှိတာလေဗျာ။သူကမန္တလေးဘက်ကိုခီးစဉ်တစ်ခုလှည့်နေတော့ကျွန်တော်ကိုတွေ့ကျင်တဲ့အကြောင်း မန္တလေးစီမံတရားရေးကုမ္ပဏီကတဆင်အကြောင်းကြလာတာဗျာဒါနဲ့မန္တလေးကိုတက်သွားလိုက်ပြီးသူနဲ့တွေ့လိုက်ရုပ်ပေါ့ဗျာသူဟာတသိန်းစီမံကိန်းဝန်ကြီးထဲမှာပဲအစည်းအဝေးတစ်ခုလုပ်ပြီးကျွန်တော်ကိုလက်ခံတွေ့ဆုံပါတယ်အခြားအခြားသော contract တွေကိုစီမံကိန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတော်တော်များများမိ мян ပြောစုပြီးတဲ့နောက်မှာတော့ကဲကိုတက်ခိုင်ဆိုတာဘယ်သူတုံးဆိုပြီးမင်းသားကိုပွဲထုတ်တော့တာပဲဗျာဒါကြောင့်ကျွန်တော်လည်း ထိုင်းနေရာကနေထပြီးကျွန်တော်တက်ခိုင်ပါလို့လဲဆူလက်ရောသူကကျွန်တော်ကိုတရားစိုက်ကြည့်နေလိုက်တာအတော်ကြသဗျာသူကျွန်တော်ကိုကြည့်နေတော့မှကျွန်တော်စိတ်ထဲရောက်နေတာကတော့အရာကိုကအကြောင်းပဲဗျာဝင်ကြီးကကျွန်တော်ကိုဘာကြောင့်များအရာကိုကအကြောင်းရေးကြီးခွင်ကျဲလုပ်ပြီးစားရဆောင်ပီတဖွဲရေးတင်ရတယ်လေမေးလိုက်ရင်ကျွန်တော်ဘက်ကတရားရှင်းနိုင်ရမယ်မဟုတ်လားဒါပေမဲ့ဗျာသူကျွန်တော်ကိုမေးလိုက်တဲ့မိကုန်းကကိုတက်ခိုင်အစားအုပ်တွေမှာ ချူဆိုတာဘာလုံးသိသလားတဲ့ယောမျောလင့်ထားတာတခြားမိရကတခြားတော့ဖြစ်ကုန်ပြီဗျာဒါပေမဲ့ကျွန်တော်လဲလီသန်ခအေးနဲ့ချူဆိုတာအထက်မြင့်အဆောက်အဦးတွေမှာထဲသွင်းတိဆောက်ရတဲ့တန်ရှင်းစနစ်ပါလို့ဖြေလိုက်တော့စီမံကိန်းမှာဘာကြောင့်ချူမထက်တယ်လဲတဲ့ဒီတော့ကျွန်တော်ကဝင်ကြီးခင်ဗျာအခုစီမံကိန်းအဆောက်အဦးတွေဟာသုံးတက်ဖယ်မြင့်ပါတယ်ချူစနစ်ကို ချောက်ထက်တဲ့မြင်းနဲ့စီမံကိန်းနေမှာပဲသုံးတင်ပါတယ်လို့လေဖြူလိုက်ရောကဲကဲဟုတ်ပါပြီခမည်းတော်စီကနေမန္တလေးစီမံသားရေးကုမ္ပဏီကတင်ထားတဲ့လုပ်ငန်းတွေကိုခမည်းကူပြန်ချပေးလိုက်ပါပြီတတ်မှတ်ချိန်အမီပြီးအောင်သာအထုတ်ပါတယ်ဗျာကျွန်တော်လဲဝန်ကြီးကိုနောက်ထပ်အမာယွင်းမရှိအောင်အထုတ်ပါမယ်ပါညာကျေးဇူးတင်စကားပြောရင်အမလီကျေးဇူးကြီးပါပြီဗျာလို့စိတ်ထဲကနေရေးရပြီးတပြင်းချနိုင်တော့တာပေါ့ဗျာကျွန်တော်စိတ်ထဲမှာ ဝင်ကြီးနဲ့ငါအမေအဖေကလည်းဘာမှအဆက်ဆက်မရှိပါလားဆိုတာမျိုးခံစားမိပေမဲ့တေရှာပြန်စဉ်းစားကြည့်လိုက်တော့လူပုံလေးမှာကျွန်တော်ဟာအစာအုပ်နဲ့ပတ်သက်ပြီးတကြွန်းနားလည်မှုရှိမရှိ ထင်ရှားအောင် လုပ်ပြီးမှစီမံကိန်းကိုပြန်ချပေးလိုက်ပုံရတယ်ဆိုတာရေးရပေါ်လာပါတော့တယ်ကျွန်တော်မန္တလေးစီမံတရားရေးကော်မတီနဲ့အလုပ်လုပ်နေတော့တခုတည်းထားမိတာကအရာရှိတော်တော်များများဟာစစ်တပ်ကအရာရှိတွေကြီးလိုလိုဖြစ်နေတာပဲဗျာ လုပ်ငန်းအကြောင်းကိုလည်းတိတ်နားလည်ကြဖို့မရပါဘူးမြို့တော်ဝန်ကဘုံမူကြီးစင်ဝင်အောင်အတွင်းရေးမှူးကဒုတိယဘုံမူကြီးတောင်းတင်အစအဦးဌာနမှာဆိုဘုံမူလာတယ်ပစ္စည်းဝယ်ယူရေးမှာဆိုဘုံမူစုမြင့်နောက်ကျန်တဲ့အရာရှိတွေကလည်းဘုံမူဘူကြီးတွေပဲဗျာသူတို့ဟာသူတို့တောင်းဝန်ယူနေတဲ့အလုံးနဲ့ပတ်သက်ပြီးနားမလဲကြဘူးဆိုတာကျွန်တော်ရမ်းတမ်းပြီးပြောနေတာမဟုတ်ပါဘူးကိုရွေးပဲဗျာဘလောက်တောင်နားမလဲဘူးလဲဆိုရင် နိုင်ငံခြားကပစ္စည်းတွေကို LC Letter of Credit ဖွင့်ပြီးဝယ်ရတယ်ဆိုတာတောင်းနားလည်ကြဖို့မရတဲ့အထီးဗျာမယုံမရှိနဲ့ဗျာအဖြစ်ကဒီလိုကျွန်တော်တသိန်းစီမံကိုပြန်ဆပြီးမကြခင်ပါပဲမန္တလေးစီမံကပစ္စည်းပို့ဆောင်ရေးတာဝန်ခံဥကျော်ဆိုတဲ့ပုဂ္ဂိုလ်နဲ့ရင်းနှီးသွားခဲ့ဘူးလေတနေ့တော့အန်ကယ်ဥကျော်ကကျွန်တော်ကိုအကူအညီတစ်ခုတောင်းခဲ့ရဲ့ဗျာမန္တလေးစီမံတာယာရေးကော်မတီအတွက် RC Letter of Credit ဖွင့်ပြီးဝယ်ထားတဲ့ ကတိယပိပါ9000ကျော်တင်းလာတဲ့တင်းမော့ဟာရန်ကုန်စစ်ကမ်းကိုအချိန်မီကက်ခွင့်မရတဲ့အတွက်ပင်လယ်ထဲမှာကြောက်ချပြီးရက်ထားတဲ့နေရာကနေမန္တလေးရောက်သေးပြီဘူးပါပဲသူကအသက်ကြီးနေပြီဆိုတော့ပင်လယ်ဝအထိမသွားနိုင်တာလည်းပါပါတယ်တင်းမော့ဘက်ကပစ္စည်းတွေကိုစားကြုပ်စည်းကမ်းအတိုင်းအချိန်မီမချနိုင်ရင်စားကြုပ်စည်းကမ်းအတိုင်းယူရမယ့်ငွေကမနှဲလာဘူးလေဒါနဲ့ကျွန်တော်လဲရန်ကုန်မြို့ကပင်လယ်ထဲအထိဆက်လင်ကလေးတစ်စင်းနဲ့အဲ့ဒီပစ္စည်းတွေကိုအချိန်မီချနိုင်အောင်တော့လိလား နောက်တော့ဆက်လူတွေငှားပြီးပစ္စည်းတွေချနောက်တော့မန္တလေးကိုပို့လိုက်ရောဆိုပါတော့ဗျာမန္တလေးကောဝင်စကန်နဲ့ရောက်ရောဆာရွက်ဆာတန်းအပြည့်စုံနဲ့မန္တလေးစီမံသားရဲကြီးကုမ္ပဏီအတ်တာပေါ့ဗျာထူးဆန်းတာကမန္တလေးစီမံသားရဲကြီးကုမ္ပဏီဟာအဲ့ဒီကတ္တရာပြပါတွေဟာသူတို့ပစ္စည်းတွေမဟုတ်ပါဘူးလို့ဇွညင့်နေပါလေရောဗျာကျွန်တော်ကတခြားစစ်ဆေးပါအောင်လို့အချင်းချင်းပြောပေမဲ့လက်မခံတာကြောင့်ကဲဒီလိုဆိုရင်လဲ ီပစ္စည်းတွေကမန္တလေးစီမံတာယာရေးပိုင်ပစ္စည်းတွေမဟုတ်တဲ့အကြောင်းစားရဆောင်ထုတ်ပြပါဆိုတော့ချက်ချင်းဆိုသူလူရုံးစားရဆောင်ရေးပြီးတယ်ဗျာကျွန်တော်ရိတ်မိလိုက်ပါပြီအဲ့ဒီပစ္စည်းတွေဟာမန္တလေးစီမံတာယာရေးကော်မတီကဝယ်လာတဲ့ပစ္စည်းတွေမှန်ပေမဲ့ဘယ်လိုအခွင့်အာဏာရှိတဲ့သူကဘယ်နည်းနဲ့ဝယ်လိုက်တယ်ဆိုတာမသိကြတာပါပဲကျွန်တော်သဘောပေါက်သတိပြုမိတာကတော့ဒီကိစ္စဟာတစ်ချိန်မှာပြဿနာပေါ်လာနိုင်တယ်ဆိုတာကိုပါပဲဒါနဲ့ကျွန်တော်လည်း န္တလေးဂေါ်ဝင်စကန်ကမြေကွက်လက်တစ်ခုမှာပဲကတ္တရာပုံးလေးကိုချပြီးအဆောင်တစ်ယောက်ချထားလိုက်ရပါတော့တယ်ကျွန်တော်ထင်ထားသလိုပါပဲနောက်နှစ်လလောက်ကြာတဲ့အခါမှာမန္တလေးစီမံတာယာကြီးကုမ္ပဏီဟာကျွန်တော်စီကိုအသေးအတန်ဖုံးလန်းဆက်ပြီးကတ္တရာပုံးလေးဘယ်မတော့လောက်ပါလိရောဗျာอืมတိတ်ထားမိလို့ဆိုတော်သေးတာပေါ့ဗျာကျွန်တော်မန္တလေးမှာရှိနေတော့ထူးထူးဆန်းဆန်းနေကြားသိရတာလဲရှိသေးတယ်ဗျာအန်ကယ်ဥကျော်စီကကျွန်တော်သိရတာတခုကတော့ အတော်ထူးဆန်းတယ်ဆိုရမယ်ဗျာထူးဆန်းဆိုတက်ဆိုင်ရာအာဏာပိုင်တွေကမန္တလေးမှာမျက်မှုနှိဖျားကြီးရဲ့ဖိုက်ကိုဖောက်ကြတယ်ဆိုရဲဗျာတယုံတယုံအာဏာပိုင်ဆိုကြံတောင်မကြံစီရဲတဲ့ကိစ္စဗျာအဲ့ဒီကိစ္စမှာဘူဂျူကြီးမောင်ကြီးကိုယ်တိုင် အမိန်ပေးသလိုလိုတိုင်းမှုဘူဂျူရဲမြင့်က သူ့တက်ကလူယုံတော်တွေနဲ့ညဘက်မှာလူ့ရောဖောက်ကြသလိုလိုပြောတယ်ဗျာအန်ကယ်ဥကြောပြောရတော့ဖျားကြီးဖိုက်ဖို့တဲ့တဲ့ရင်ကိုမြို့ပေါ်ကတန်ငါကြီးတွေတိသွားပြီး မာမျက်မှုနိဖျားကြီးကိုမျက်နှာတိတော်ကြီးကပ်ဖို့တောင်းဝန်ယူထားတဲ့ရီတော်ဆရာတော်ကိုလည်းခေါ်စစ်တယ်ဆိုလားရီတော်ဆရာတော်ကိုယ်တိုင်ကအဲ့ဒီအဖြစ်ပြဟာအမှန်ပဲလို့အစ်စ်ခံတယ်ဆိုပဲအဲ့ဒီအစ်စ်ခံချက်ကိုကက်ဆက်နဲ့အတန်တွင့်ထားတယ်လို့လည်းဆိုသေးဗျာကက်ဆက်ခွေတွေကအတန်တော့ကျွန်တော်နားမထောင်ခဲ့ရပါဘူးဟွန်းဖျားကြီးဘက်ကဖောက်တဲ့ရွေချက်ကအထက်မှာရှိတဲ့ရှေးအောင်အစီရင်တွေကြောင့်လို့လို့အဖူးတန်ကြောင်းမြရတနာကြီးကြောင့်လို့လို့ဆိုသေးဗျာ ကျွန်တော်ကလည်းခမည်းကိုဒီကိစ္စသိကြတယ်လို့မဆိုလိုပါဘူးယာဖះကြီးဆိုလို့စကားမဆက်ပြောရအောင်မယ်ငါမျက်မှုနှီးဖះကြီးရဲ့ဝမ်ဘိုက်တို့ကိုဖောက်မဖောက်မသေးကြပါမိငါမျက်မှုနှီးဖះကြီးရဲ့ကနကူရီတိုက်တိုင်လုံးကြီးတွေပေါ်မှာကတ်ထားတဲ့အလူရှင်နာမည်တွေရေးထုတ်ထားတဲ့ကြောက်ပြားကြီးတွေဟာထူးထူးဆန်းဆန်းအလူရှင်နာမည်ခဏခဏပြောင်းလာတာတော့ကူရီပဲဗျာအဲ့ဒီတိုင်လုံးကြီးတွေရဲ့အလူရှင်တွေကတော့ဘူဂျုံမှုကြီးကနေ ိုင်းမှုတွေဝင်ကြီးတဲ့နာမည်တွေကြီးပဲဗျာအဲ့ဒီလူရှင်တွေပြုတ်သွားတာနဲ့အဲ့ဒီကြောက်ပြားတွေကိုခွတ်ပစ်လိုက်ကြရောဗျာဘူဂျုံမူကြီးစုံးမောင်ပြုတ်သွားတော့အဲ့ဒီနေရာမှာဘူဂျုံမူကြီးတန်းရွှေနာမည်ရောက်လာတယ်တခြားသောဝင်ကြီးတွေပြုတ်တဲ့အခါမှာလည်းထုံနီးလကောက်မဲ့ဗျာကျွန်တော်မန္တလေးမှာရှိနေတုန်းမှာပဲဘူရုတ်ကျော်ပါဘူရုတ်ထွန်းကြီးတို့ဖွဲ့ပြုတ်တော့ချက်ချင်းဆိုသလိုအဲ့ဒီအလူကန်နာမည်တွေထွန်းထားတဲ့ကြောက်ပြားတွေအစ်စ်လက်ကန်နေတာကျွန်တော်မျက်မြင်ပဲဗျာကဲကြည် တကယ်ကိုအနိစ္စသဘောပါပဲဗျာမန္တလေးမှာကျွန်တော်ရှိနေတော့ကြုံခဲ့ရတဲ့နောက်ထပ်ထူးဆန်းတာတစ်ခုကတော့မဟာအန္ထုကန္တာစူတောင်းပြည့်ဖျားကြီးအကြောင်းပဲဗျာကျွန်တော်ကမန္တလေးမှာအနေကြားလာတော့မင်းမျိုးဘက်ကိုခဏခဏရောက်နေတယ်တစ်ခေါက်မှာတော့မင်းမျိုးအတက်ပွေးကောင်ရည်တကွန်နားမှာအရွယ်အစတော်တော်ကြီးတဲ့ဇင်ကြောင်းနဲ့ထုထားတဲ့ကျောက်စင်းသူကုလိုကြီးတစုလမ်းဘေးမှာပက်လက်အနေထားနဲ့လျှောင်းတော့မူးနေသည်ဗျာဖြစ်ပုံကအဲ့ဒီစင်းလူတော်ကြီးကို ကားနဲ့ပင်ဆောင်လာတော့ကကားမောက်ပြီးအဲ့ဒါလိုဖြစ်နေတာဆိုပဲနောက်တစ်လကျော်လောက်ကြာမင်းမျိုးကိုထတ်သွားပြန်တော့အဲ့ဒီဆင်းရူတော်ကြီးဟာယာယီစံချောင်းတွေပါနေဖြစ်နေပါလိမ့်ရောဒါနဲ့ကျွန်တော်လဲဘယ်လိုဖြစ်တယ်လဲဆက်စုလိုက်တော့ဆက်စုံကဒီလိုပါတယ်ဗျာအဲ့ဒီဖျားဆင်းရူတော်ကြီးဟာတရုတ်ပြည်မှာကူးဝေဘူးမန္တလေးကျောက်စစ်တပ်မှာအော်ဒါမှပြီးထူခိုင်းတာဆိုပဲအော်ဒါပြီးပြီးထူခိုင်းတာကထိုင်ရဲရုပ်ပွားတော်အငဲနှစ်စု အကြီးတစုတဲ့ပထမအသေးနစုကိုမနရီလာရှိုလမ်းကနေတရုတ်ပြည်ကိုပင့်ဆောင်သွားတာတော့ဘာခက်ခဲမှမရှိပဲအစဉ်ပြေချုံးမှုခဲ့တဲ့ဗျာအကြီးဆုံးစုကိုပင့်ဆောင်ရမှာတော့ပွေးောက်ရေတခွန်လမ်းခွေးနားလေရောက်ရောရုပ်ပွားတော်ရင်ဝင်ထဲမှာအိပ်ရလိုက်လာတဲ့ရင်နှောင်းလိုက်ကိုတစုံတယောက်ကထထ အရှိတော်အေးအန်ဒီရများတယ်ဆိုပြီးပြောတန်ကြတာနဲ့ရင်နှောင်းလိုက်လေကားရှိကံကိုပြောင်းရလိုက်ရောတယ် ူကရှီကန်ကိုပြောင်းအိပ်ပြီးမကြခင်ကားကနှစ်ပတ်လောက်လဲပြီးမှောက်သွားရောတယ်ဗျာအမေကားကနှစ်ပတ်လဲပြီးအတဲ့အတိုင်းပြန်ကြနေရောတယ်ဗျာရုပ်ဘွားတော်ကြီးကတော့ပက်လက်နေထတိုင်းမြေခတယ်ဆိုရတယ်အဲ့ဒီမြေခနေတဲ့ရုပ်ဘွားတော်ကိုဝန်ချီဆက်တင်နဲ့အချိန်ချိန်မှပြီးကားဘော်ကိုပြန်တင်မှုကြိုးစားပေမဲ့မောင်းမြင်ခဲ့ဘူးတယ်ဗျာဒါအပြင်အဲ့ဒါလို့ကရိန်းနေနဲ့ကားဘော်ပြန်တင်မှုကြိုးစားနေကြတော့မှအဲ့ဒီနေရာနဲ့မလမကန် တောင်ကုန်းခင်းပြင်းပြင်းရှိတဲ့နေရာတနေရာကိုကောင်းကင်ကနေအလင်းလန်းတစ်ခုထိုးကြလာတယ်လို့လဲဆိုသည်ဗျာအဲ့ဒီအလင်းလန်းထိုးကြလာတာကို အမိရရိုက်ထားတဲ့ဓာတ်ပုံတွေကိုလဲကျွန်တော်မြင်ခဲ့ရသေးတယ်ဗျာအဲ့ဒီစင်းလူတော်ကြီးကိုအလင်းလန်းထိုးကြတဲ့ကိုမြင့်မှာတီထားကိုးခဲ့ပါမယ်ဆိုတဲ့အဋိဌာန်နဲ့မကြတဲ့အခါမှာတော့ရုပ်ဘွားတော်ကြီးကိုအောင်အောင်မြင်မြင်မနိုင်ကြတဲ့အဲ့ဒီကာလမှာပဲခီးသွွားတွေကစင်းလူတော်ရဲ့ရင်ဝင်တော်တဲကိုအလူငွေတွေထဲဝင်သွားကြရတာက အနီးနားကရွာလူကြီးတွေရဲ့ကောင်းမှုနဲ့ယာယီစံကြောင်းတော်စီရွှေပြောင်းနိုင်ခဲ့ကြတဲ့စင်းလူတော်အတွက်ကြားသွင်းမိဘူးတော့အလူခံရတာကတဝက်စင်းလူတော်ထုစတဲ့မိသားစုကတဝက်ကြားခံလိုက်ကြပြီးမူလမရှင်ကိုရုပ်ပြခဲ့ကြတယ်ဆိုပဲယာယီစံကြောင်းတော်ကိုရောက်ပြီးမှလည်းအဲ့ဒီဖျားကြီးကိုကျွန်တော်အချင်းချင်းဝင်ဖူးခဲ့ပါလေတေးကြပေါ့ထူးဆန်းတာတစ်ခုကတော့စင်းလူတော်ကြီးရဲ့မျက်နှာတော်ဟာရန်ခါပြုံးတော်မူတာပဲဗျာအလင်းအမောင်ကြောင့်ပြောင်းလဲသလားစဉ်းစားမိပေမဲ့ တဏီယာတဲကနေတစ်ချိန်ထဲမှာရိုက်ထားတာတောင်းတချို့ပုံတော်တွေဟာတိတိတသာပြုံးတော့မူးနေတာကိုတွေ့ရပါတယ်။ယာယီစံကြောင်းတော်ကိုပင့်တာက1998ခုနှစ်လက်ရှိအခိုင်အခန့်စောက်ထားတဲ့နေရာကဏ္ဍဂူရီတိုက်ကိုတော့1999ကမှရွှေပြောင်းနိုင်ခဲ့ကြတယ်ဗျာ။ဖရဲရဲ့ဘွဲတော်ပြည်စုံကမဟာအန်ထုကန်တာစုတောင်းပြဖရဲဆိုပေမဲ့လူတွေအခုလွယ်တူခေါ်ကြတာကတော့ပြည်တော်ချစ်ဖရဲဆိုပဲ။ဩကိုပြည်ကိုချစ်လို့ နိုင်ငံခြားကိုပြင်တာမကြွတာကြောင့်ခေါ်ကြတာလေဗျာတသိန်းစီမံကိန်းကိုပြန်စတဲ့အချိန်မှာကျွန်တော်ကရန်ကုန်မှာတီကျူးမအစားဦးကိစ္စနဲ့အလုံများနေတာကြောင့်တသိန်းစီမံကိန်းအတွက်လုပ်ငန်းတာဝန်တယောက်ခန့်လိုက်ရပါတယ်အဲ့ဒီမောင်ကတော့လှဆိုးအောင်ပါပဲလှဆိုးအောင်ဟာကျွန်တော်တပည့်တယောက်ရဲ့အဆက်အသွယ်နဲ့ကျွန်တော်ရုံးဝန်းကိုရောက်လာခဲ့သူပါလှဆိုးအောင်ဟာစကားပြောတဲ့နေရာမှာတော့တော်တော်ရေလေပက်လေရှိပါတယ်ဥပဒေရုပ်ကတော့တိတ်မကောင်းလာပါဘူး သူ့မျက်ခုံးပေါ်မှာကန့်လန့်ပြဓာတ်ကိုရာကြီးတခုရှိပါတယ်။နောက်သူဟာအင်းစိန်တောင်မှာနေ့ရှိအကျဉ်းသားဖြစ်တော့ကြားခဲ့ဘူးသူလူလူပြောရဲ့။ကျွန်တော်လဲဓာတ်တန်ရနဲ့ထောင်ချဘူးတာကိုထဲမတွေ့ဖဲသူ့ကိုအလုတ်ခန့်လိုက်ပါတော့တယ်။မန္တလေးကိုရောက်ပြီးမကြခင်မှာအခေါ်ပြောကောင်းတဲ့လှဆူအောင်ဟာဒေါ်ဆက်ကြီးကိုအမေဆက်အမေဆက်နဲ့ဝင်းလုံးရင်ကနေအဖွဲကြသွားရုပ်ဆိုပါတော့ဗျာဟုတ်ပါတယ်ဒေါ်ဆက်ကြီးနဲ့ကျွန်တော်ဟာ စီမံကိန်းရပ်ထားစဉ်ကအဆက်အသွယ်ပြတ်နေခဲ့ပေမဲ့လုပ်ငန်းပြန်စတဲ့အခါမှာလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေတွင်းလာတခါတလေလုပ်သူမကလိုအပ်လာရင် ဝင်ပြီးစိုက်ရှင်ပေးတာနဲ့ကျွန်တော်အလုပ်ထဲမှာတနွေငင်းဒီဇင်ဘာဖြစ်နေခဲ့ပါတယ်အခုသေချာပြန်စဉ်းစားကြည့်ရင်တသိန်းစီမံကိန်းဟာကျွန်တော်ကိုကောင်းကျူးတစ်စက်မှမပေးခဲ့ဘူးလို့ဆိုရမယ်ဗျာစီမံကိန်းလည်းပြီးရောအဲ့ဒီစီမံကိန်းကိုတာဝန်ယူတည်ဆောက်နေတဲ့ ကန်ထရက်အားလုံးကိုအထူးစုံစမ်းစစ်ဆေးရေးကနေခေါ်စစ်ပါတော့တယ်ခေါ်ပြီးအစ်စ်ခံရတဲ့အထက်မှာကျွန်တော်နဲ့အတူစနေမောင်မောင်ရွှေရီဦးကုသိန်းထွန်းမင်းမင်းထွန်းကိုမန်းညိုတို့လည်းပါသွားပေါ့ဗျာအမှန်တိုင်းပြောရရင်ခိုးစစ်လိုက်ပြန်လွတ်လိုက်သုံးလေးကျင်လုံနေရတော့ဘာမှုနဲ့ဘယ်သူကအမှုရှာနေတာလဲဆိုတာမသိခဲ့ရဘူးညာဖြစ်ချင်တော့ငါးကျင်မြောက်ကျွန်တော်ကိုခိုးစစ်ချိန်မှာစစ်စည်းအရာရှိကကျွန်တော်ကိုစစ်စည်းနေရင်တန်းတန်းနဲ့ ထက်ရာရှိခေါ်တယ်ဆိုတာကြောင့်ကျွန်တော်ကိုစစ်ကြောရေးအခန်းထဲမှာတယောက်ထည့်ထားခဲ့ပြီးအပြင်ကိုထွက်သွားပါလိမ့်ရောဗျာဒီမှာတင်ဆက်ဆက်စုလုတ်တဲ့ကျွန်တော်ဟာကျွန်တော်ကိုစစ်ကြောနေရဲ့ရာရှိရဲ့ဇဝဲဘော်ကအမှုတွဲဖန်ကြီးလေးစီကိုမျက်စိရောက်သွားပါလိမ့်ရောဗျာဒီမှာတင်ရှင်းနောက်ဝဲရောက်ကိုအကက်ခက်ရင်အဲ့ဒီအမှုတွဲဖန်သူကြီးတွေရဲ့ဖုံးတွေကိုမသိမသာလှမ်းဖက်ကြည့်လိုက်တော့လာလာဘူးချုပ်ထွန်းကြည့်လက်ပေးလက်ယူမှုကိုစစ်စစ်ဖော်ထုတ်ချက်များဘူးချုပ်မြင့်အောင်ကြီးလက်ပေးလက်ယူမှုများကို စစ်စစ်ဖို့တို့ချက်များဆိုပြီးပြုတ်သွားတဲ့ဘူဂျိုကြီး56ရောက်ရဲ့အမှုရဲတွေဖြစ်နေတာကိုတွေ့ရပါလိမ့်ရောဗျာလက်ဆက်တော့ကျွန်တော်တို့တက်သေးရင်စီမံကိန်းကိုအဲ့ဒီဘူဂျိုကြီးတွေနဲ့ဘလူပတ်သက်တယ်လဲဆိုတာသိချင်လို့စစ်စစ်နေတာပဲကျွန်တော်တို့စိတ်ထဲမှာဘူဂျိုလုံးမောင်နဲ့မန္တလေးမြို့တော်ဝင်ဘူမူကြီးစုံဝင်းအောင်နဲ့ပတ်သက်တဲ့အမှုတွေကိုစစ်တဲ့ထင်ပြီးမြို့တော်ဝင်ကြီးကတော့ကိုစိန်တစင်စာပေးရတာတွေဘူဂျိုလုံးမောင်ကိုခေါ်ယူလက်ဆောင်ပေးရတာတွေမစီမဆိုင်ပေါ်ကုန်တော့တာပဲဗျို့ ကျွန်တော်ကအဆဖို့တာတော့ဘယ်ဟုတ်မလဲဗျာစနေမောင်မောင်နဲ့မင်းမင်းထုထုကလုပ်ငန်းဆောင်မှာပါနေကြတော့လုပ်ငန်းဆောင်မှာသူနဲ့ဘာမှမဆိုင်တော့ဘူးဆိုပြီးရှောက်ဖို့တော့တာပေါ့ဗျာအမှန်တော့ဘူမူကြီးစင်ဝင်းအောင်မိမကိုစင်တစင်စားဖို့ပေးရတယ်ဆိုတာလုပ်ငန်းကွန်ရက်စိတ်နဲ့ပတ်သက်လို့ကိုသိန်းထုတင်နဲ့ဆင်းရင်းနဲ့မှာပါနေကြတာဗျာကိုသိန်းထုကသူကိုယ်တိုင်ပေးခဲ့ပါတယ်ဆိုပေမဲ့မြို့ရုံကတော့လက်ထက်ရောက်မရောက်တော့ကျွန်တော်လည်းမသိခဲ့ရပါဘူးနောက်ဆုံးတော့ကျွန်တော်တို့ဟာ ဘာမှမနဲ့မှဆွဲချက်အတင်မခံရပါပဲမြို့တော်ဝင်ဘူမူကြီးစင်ဝင်းအောင်ကတော့လာအောင်နိုင်ငံဆိုင်ရာမြမတမ်းမကြီးနေနဲ့လွင့်သွားပါတော့တယ်ရန်ကုန်မှာအလုရှုပ်နေတဲ့ကျွန်တော်ဟာမန္တလေးဘက်ကိုလက်မကြည့်နိုင်တော့ပဲလှဆိုးအောင်လည်းပဲလွှဲထားလိုက်တဲ့အချိန်မှာလှဆိုးအောင်ဟာဒေါ်ဆက်ကြီးနဲ့တွေ့ပြီးထင်ရဆိုင်နေခဲ့တာကိုနောက်ကြမှာသိရပါတော့တယ်တကယ်တော့လှဆိုးအောင်ကိုကျွန်တော်အလုခန့်မိတာဟာကုသေရင်ကိုတူးမိသလိုဖြစ်ခဲ့တယ်ဆိုတာ အချိန်တိုကြီးနောက်ကြမှာကျွန်တော်သိရပါတော့တယ်။ဟုတ်ပါတယ်။တသိန်းစီမံကိန်းကဆက်လိုက်တဲ့ဇလန်းဟာကျွန်တော်ကိုတည်ရပို့ခဲ့တာပေါ့ဗျာ။ဟွန်းကျွန်တော်ဟာသူတို့ဘလက်ချက်နဲ့တည်ရမယ်ဥပစ္စည်းတွေကတော့မပါဘူးထင်ပါရဲ့။တည်ရောကပြန်လာနိုင်ခဲ့ပါတယ်။ဇလန်းကိုပြည့်ပြည့်စုံပြောရမယ်ဆိုရင် ကျွန်တော်ရဲ့တည်ရပြန်ဇလန်းနေတယ်မှာလက်ရှိမြန်မာနိုင်ငံမှာငငယ်ရွယ်နဲ့ဒိဋ္ဌိကျတဲ့တတိကြီးစီးရင်ဝင်နေတဲ့မောင်ဝင်လေးပါတယ်လို့ဆိုရမယ်ဗျာ။ ဟုတ်ပါတယ်ရွှေတော်ဘုရားဘုရားနေရာတုံမြတ်မြတ်မှာဆရာတော်ဥဝိစိတ်တသာရဘိဝန္တာအမှုထား၍မောင်ဝိမိသားစုကောင်းမှုဆိုပြီးအလူရှင်နာမည်ရေးထုတ်လူတန်းခဲ့တဲ့နိုင်ငံကျော်တထေမောင်ဝိပေါ့ဗျာဩခမရကမောင်ဝိအကြောင်းသိရင်မြန်ပြီလားတကယ်တော့မောင်ဝိဟာကျွန်တော်နဲ့တွေ့စဉ်ကအသက်30တောင်မပြည့်သေးတဲ့တကယ်လူငယ်လေးဗျာဟုတ်ကဲ့အပိုင်း50ဒီကူဒီမှာပဲခိတ္တရဏဝင်ပြပါခင်ဗျာ လာမယ့်အပိုင်း52ကိုလည်းစောင့်မြော်ပြီးအားပေးကြပါအောင်ခင်ဗျာ။လာရောက်အားပေးနားဆင်ကြတဲ့သောတာရှင်အပေါင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးပဲအနေရကင်းကျန်းမာကြပါစေခင်ဗျာ။